ဒါကြောင့်မလို့ကေတင်ချင်းဘသူအားဖြင့်ရလဲခရစ်တော်အားဖြင့်ယေရှုအားဖြင့်ကျွန်တော်ကေတင်ချင်းရဒါပေမဲ့လူတွေအတော်များများကကေတင်ချင်းကိုဘာနဲ့ဘာနဲ့နိုင်တယ်လဲကေတင်ချင်းကိုနေရပြောင်းချင်းနဲ့ပြောကြကျွန်တော်တို့ကအခုမြေကြီးပေါ်မှာကေတင်ချင်းရလို့ရှင်တော့ကောင်းကင်ဘုံကျွန်တော်တို့ကနေရပြောင်းချင်းနဲ့ခိုင်းနိုင်ပေမဲ့ကေတင်ချင်းဆိုတာဘသူနဲ့အတူရှိချင်းလဲ ဖယားနဲ့အတူရှိခြင်းဖယားနဲ့အတူသွားလာရခြင်းဖယားနဲ့အတူမိတ္တာရဖွဲ့ရခြင်းအရင်ကဖယားနဲ့ကင်းကွာပေမဲ့အခုတော့ဖယားနဲ့အတူရှောင်းလန်းရတယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ပွဲတော်မင်္ဂလာဝင်စားတဲ့အခါချစ်တော်မိသားစုတွေကျွန်တော်ကယေရှုခရစ်တော်အားဖြင့်ဒီနေ့ကိုရောနဲ့အတူနေရစံတိုင်းသွားလာခွင့်ရတယ်ကိုရောနဲ့မိတ္တာရဖွဲ့ခွင့်ရတယ်ကိုရောကို အတူတကွကိုရောချန်ပီယံဆိုဆက်ဆံခွင့်ရတဲ့ကြီးစုတော်တွေကိုပြန်လည်ရေတွက်ပြီးမှဝင်စားဖို့ဖြစ်ပါတယ်အာမင်ကျွန်တော်ဘုသူ့ကြောင့်ဖရားသားသမီးဖြစ်ရတယ်ယေရှုခရစ်အားဖြင့်ကိုရောရဲ့သားသမီးဖြစ်ရတယ်ဒီနေ့ဘလောက်မွန်မြတ်တဲ့အခွင့်အထူးကျွန်တော်ခံစားရတယ်သားသမီးမှရင်ဘုသူ့စကားနားထောင်ရမယ် ်မိဘစကားဒီနေ့ကျွန်တော်တို့ဖရာစကားနားချောင်ရဲ့လားဖရာရဲ့အလိုတော်ကိုလိုက်နေရဲ့လားဩဖရာနဲ့တက်တယ်လို့အသက်ရှင်ရဲ့လားအော်ဒီအခွင့်အတွက်ဂျေစုတင်လိုက်တာလို့ဝန်ခံပြီးဝန်စားဖို့ဖြစ်ပါတယ်အာမင်ဖရာသားသမီးတယောက်အနေနဲ့တင်ဒီလောကဆိုးရုပ်တဲ့မြေကြီးပေါ်မှာတင်ဒီကိုရောရဲ့အလိုတော်ကိုနားခံပြီးကိုရောနှစ်သက်တဲ့အမှုကို ပြုပြီးမှကိုရောဖရာကျွန်တော်ကိုကိုရောသားသမီးတယောက်အနေနဲ့ဘုန်းတော်ချင်ရှားပြီးအသက်ရှင်ခွင့် ရတာကိုကကြီးစွာတော်ချီးမွမ်းတဲ့ဒီနေ့ပြန်လည်အောင်မေ့ပြီးအော်ကိုတော်လှုပ်ပေးတာဖြစ်တယ်ကိုတော်ပြုတ်ပေးတာဖြစ်တယ်ဆိုတာကိုရည်တွက်ပြီးဝန်စားဖို့ပါအာမင်တကြောင်မလို့နောက်တစ်ချက်ကအပြစ်ကဘု து အပြစ်လွတ်တယ်လေဘု து အပြစ်လွတ်တယ်လေယေရှုအပြစ်ပဲအပြစ်လွတ်ခြင်းခံရတာကျွန်တော်တို့ဒီစမွေးရပါအပြစ်ကြောင့်ခြဝရငရေလာရမှာဖြစ်ပေမဲ့ဒီနေ့ကျွန်တော်တို့မှာခြဝရငရေသွားเสียကြောင် မရှိတော့ဘူးဂျေစုတင်လိုက်တာကိုတော့ဒါပေမဲ့လောကမှာအသက်ရှင်တဲ့အခါကိုတော့ကျွန်တော်မားတတ်တယ်ဗျာကျွန်တော်အားနေတယ်ဒါပေမဲ့နောင်တနဲ့ပြန်လဲလိုက်အပြစ်ဝန်ချတောင်းပန်ရင်ဘသူခွင့်လွတ်ပေးတယ်လဲကိုတော့ခွင့်လွတ်ပေးတယ်ဂျေစုတင်တယ်ဒါကြောင့်ပွဲတော်မင်္ဂလာဆိုတာကကိုယ်တော်ပြုတ်ပေးခဲ့တဲ့အရာအားဖြင့်ယခုအချိန်ထိကျွန်တော်ခံစားနေရတယ်ကျွန်တော်ဒီအရာအတွက်ကြီးစုတင်လိုက်တာလို့ဝန်ခံပြီးမှဒီနေ့ခံယူဖို့ဖြစ်ပါ Amén.